ဂျပန်နိုင်ငံမှာဝုံဝံတိုက်ခိုက်မှုတွေစံချိန်တင်များပြားလာတဲ့အတွက်ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့အကူအညီတောင်းခံမှုနဲ့စစ်တပ်ကိုဖြန့်ကျက်ထားပြီးဒေသခံမုံဆိုးတွေအတွက်လည်းမလုံးတွေတိုးပေးထားပါတယ်။ဂျပန်တိုင်းစ်ဖော်ပြချက်အရအခုနှစ်အတွင်းဝုံဝံတိုက်ခိုက်ခံရမှုတွေကြောင့်နိုင်ငံတော်လူဆက်နှစ်ဦးသေဆုံးပြီးတရားကြောင်တရားရရှိခဲ့ပါတယ်။အများစုကမြောက်ပိုင်းစီရင်စုတွေဖြစ်တဲ့အာဂီတာ၊အီဝါတဲနဲ့ဖူကူရှိမာတို့မှဖြစ်ပွားခဲ့တာပါ။ ကျေးလက်မြို့တွေမှာလူနေအိမ်တွေ၊ကျောင်းတွေနဲ့ဈေးဝယ် area တွေအနီးမှာပဲဝက်ဝင်တွေကိုတွေ့နေရပြီးယာယီလော်ဒေါင်းအစီအစဉ်တွေပြုလုပ်ခဲ့ရပါတယ်။ဝက်ဝင်ကိုင်းမှုတွေထပ်တလဲလဲဖြစ်ပွားလာတာကြောင့်အော်တိုဝါနှောင်းပိုင်းမှာအာဂီတာစီရင်စုအုပ်ချုပ်ရေးမှုကစစ်တပ်ကိုအကူအညီတောင်းခံခဲ့ရပါတယ်။ဝက်ဝင်အသေးကောင်တွေတည်ပို့ရင်ထောင်ချောက်စင်ရင်နဲ့ဝက်ဝင်တွေပေါ်လာလေးရှိတဲ့တက်တော်စုံတွေမှာကင်းလှည့်စောင့်ကြည့်ရေးတွေကိုစစ်တပ်ကတာဝန်ယူပေးရပါတယ်။ကောက်ဝေးဝင်ကြီးဌာနအဆိုအရ အနေနဲ့ပေးမဲ့ဝက်ဝင်တွေကိုလိုင်စင်ရမုတ်ဆိုးတွေသာပြစ်ခတ်ခွင့်ရှိပြီးစစ်သားတွေကပြစ်ခွင့်မရှိဘူးလို့သိရပါတယ်